ပသိမ်ကြီးမြို့နယ်တွင် ကားဖြင့်ဆိုင်ကယ်ကို တိုက်မိပြီးကားတွင်ညိပါသွားသည့်ဆိုင်ကယ်မောင်းနေသူအမျိုးသမီးတတိပြန်လည်ရရှိကာတိုက်ပြေးသွားသူကိုဖမ်းဆီးရမည်ရန်ဆောင်ရွက်နေကြောင်းသိရပါသည်။အားလုံးပဲမင်္ဂလာပါ။ Audio by Quizor Channel ကနေကြိုဆိုလိုက်ပါရစေ။ Channel လေးကို Like and Subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါသည်။မန္တလေးမြို့ပသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ16ရက်ည9:00နာရီခန့်က ကားဖြင့်ဆံခင်အားတိုက်ပြီးထွက်ပြေးရာကားတွင်ညိပါသွားသူအမျိုးသမီးအားလမ်းဘေးတွင်ဆွပြမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်ပတင်ကြီးမြို့နယ်၁၉လမ်းပတင်ကြီးဆိုင်းဘုအနီးတွင်မော်တော်ကားသည်ဆံခင်အားတိုက်ပြေးရာဆံခင်စီးနေသူအမျိုးသမီးကဆံခင်ကြံခဲ့ပြီးကားတွင်ညက်ပါသွားကြောင်းဘေးမှမျက်မြင်တွေ့သူများကပြောကြားပါသည်၎င်းမျိုးသမီးလူနာအားမီးစလိုက်များနဲ့လိုက်လံရှာဖွေခဲ့ကြတော့လဲအနီးအနားတွင်မတွေ့ရှိရပဲ သွေးစများတာတွေ့ရကြောင်း၎င်းတိုက်ပြေးသွားသည့်ကားသည်အဆုတ်ဆေးုံနားတွင်ခက်တရန်နာကကားအောက်ပိုင်းတွင် လူပါလာမန်သည့်သဖြင့်အတိုက်ခံရသောအမျိုးသမီးအားကားပေါ်တင်ပြေး၍ကံကောက်ရွာထဲကျုပ်ဆေးုံနားတွင်ပြစ်သွားကြောင်းသိရပါသည်အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ပသိမ်ကြီးမျိုးမှရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့ရာ အတိုက်ခံရတဲ့အမျိုးသမီးအခုပဲသတိရလာပါသည်သူကိုတိုက်ပြေးသွားတာနဲ့ပတ်သက်ပြီးအခုမှမေးရမှာပါ အမှုဖွင့်မှုကတော့ရင်ထင်းရဲတပ်ဖွဲ့တွေကိုခေါ်ထားပါတယ်အမှုဖွင့်မှုဆောင်ရွက်နေပါတယ်ဖြစ်ဖြစ်ချင်းကနေအခုထိတက်ဆိုင်ရာစစ်ကြောင်းတွေတာဝန်ရှိသူတွေရောအကုန်လိုက်လံရှာဖွေစစ်ဆေးပြီးအ мян ဆုံးဖမ်းမိဖို့ဆောင်ရွက်နေပါတယ်ဟုစက္ကန့်မှုကဖြေကြားသွားတာလေးကိုဖတ်ပြပေးလိုက်ပါတယ်ဆက်လက်ပြီးတော့သတင်းလေးတစ်ပုဒ်ကိုလည်းဖတ်ပြပေးကြပါတယ်နားဆင်ကြည့်ပါဦးဗျာရန်ကုန်မြို့တင်ကန်းကျွန်းကားကြီးခိတ်နာက ပန်းစည်းအပါဝင်လှေတန်းလန်ပေးဈေးတယ်များ တာမွေအာတော်ကမှတ်တိုင်အနီးဆိုင်ခန်းများအပါဝင် မြို့နယ်များပြားကလူသွားလူလာများတဲ့လမ်းမကြီးတွေပေါ်မှာကျူးပြီးရောင်းချနေတဲ့ဆိုင်တန်းတွေနဲ့နေအိမ်တွေကို ရန်ကုန်မြို့တော် စီမံတရားရေးကော်မတီ YCDC ဘက်မှဇက်တိုက်ဖယ်ရှားမှုများပြုလုပ်လာနေကြောင်းသိရပါဗျ။ထင်ထင်ရှားရှားဖြစ်ရအနေနဲ့ရခင်ဆိုးရအဆက်ဆက်ဘလို့မှဖယ်လို့မရတော့အောင်အင်အားကောင်းတဲ့ဘရင်တော်တရားအောက်ကကျူးကျော်အိမ်များနဲ့ ရန်ကုန်ပသိမ်လမ်းမကြီးတစ်ဖက်တစ်ချက်ရှိ ကျူးကျော်များကိုရှင်းလင်းပစ်ခဲ့ဘူးပါတယ်။ထို့အပြင်လှိုင်သာယာတမြို့နယ်လုံးရှိကျူးကျော်အားလုံးကိုလည်း2021ခုနှစ်ကတပြိုင်တည်းထဲရှင်းလင်းခဲ့ဘူးပါတယ်။ဆက်လက်ပြီးတော့တကုံမြို့သစ်စေကမ်းမြို့နယ်ရှိကျူးကျော်နေအိမ်ဆိုင်ခန်းတွေအပါအဝင် ရက်ကွက်လမ်းတွေပေါ်ကသွာလာရအခက်ခဲဖြစ်အောင် တိုးချက်ဆောက်လုပ်ထားတဲ့ဈေးဆိုင်တွေကိုလည်းမကြခင်မြို့နယ်လိုက်အားလုံးဆက်လက်ရှင်းလင်းသွားမယ်လို့သက်ဆိုင်ရာမြို့နယ် စီပင်တရားအုပ်ချုပ်ရေးကအတိပေးထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့ထဲမှာအခြားနေရာတွေမှာရော လူသွားလူလာအခက်အခဲဖြစ်ပြီးကားလမ်းတွေအပေါ်ဈေးတက်ရောက်တာကားတွေသွားမရအောင်ပိတ်စီတဲ့နေရာတွေရှိသေးပါတယ်။မြမကွန်ရီလမ်းနဲ့ညနေပိုင်းနန်းနဝင်ဈေးဘက်တွေမှာလည်းဆက်ပြီးရှင်းလင်းရင်ပိုကောင်းမယ်လို့ထင်ပါတယ်ဆိုပြီး ရေးသားထားတာလေးကိုဖတ်ပြပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။အသိပညာဘုဒ္ဓရရစီရာအကြောင်းအရာတွေနဲ့ စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမယ် audio ပိုင်းကွီးစော်ပါ